ချစ်တော်တော်ချစ်တော်မမိတ်ဆွေပေါင်းမင်္ဂလာပါဒီနေ့မင်္ဂလာနေ့ရက်တစ်ပြန်လဲပြီးတော့ဖခင်ကကျွန်တော်ကိုကောင်းအောင်ဆုံးပြန်လဲပြီးတော့ပြင်ဆင်ပေးတာဖြစ်တယ်ဒီနေ့နေ့ရက်တစ်မှာလည်းပဲကျွန်တော်အားလုံးစိတ်သိကိုသိဝမ်းမြောက်ချစ်သိနဲ့ကျွန်တော်အားလုံးပျော်ရွှင်စွာနဲ့ဖခင်ရဲ့ချစ်တော်ရင်တို့ဒုံဝင်ချစ်ကြကြရအောင်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှာလည်းပဲကျွန်တော်အနေနဲ့ချစ်တဲ့မိတ်ဆွေတို့ကိုဖန်ဆင်းခြင်းရဲ့အထိတ်မှဆိုတဲ့ကောင်းစဉ်အောက်ကနေမှာဆိုရှင်တော့ဥပုံနေ့ကိုပဲအချိန်ကအစာပြုခဲ့တယ်တော့ဒီခါနေ့ဥပုံနေ့ကဆိုရှင်ဘယ်ကအစာပြုခဲ့တယ်လဲဒီခါကျကျွန်တော်ကဆိုရှင်မေကောင်မေးကြလိမ့်မယ် နော်မင်းနေကြတဲ့စကလုံးလည်းဟုတ်တယ်ဥပုပ်ကဘယ်ကနေစပြူလာတာလဲဘယ်ကနေစပြီးတော့ပေါ်ပေါက်လာတာလဲနော်ဥပုပ်ကတို့ရှေ့ဘသူတွေအတွက်လဲငါတို့အတွက်ရောဟုတ်လားဟိုဓမ္မဟောင်းကလူတွေအတွက်ပဲလဲဖခင်ကလုတ်ပေးခဲ့ကြလားဒါမှမဟုတ်ဓမ္မတိအတွက်ရောပါရက်လားအခုငါတို့နေထိုင်တဲ့တို့ရဲ့အခု27ရာစုနှစ်မှာရှိနေတဲ့သားသမီးတွေအတွက်ရောပါရက်လားစသည်အားဖြင့်ယနေ့ကျွန်တော်ကိုယ်တိုင်ကဟိုတမချမ်းသာဖတ်ရင်းဖတ်ရင်းနဲ့ဇဝေဇဝါတွေဖြစ်နေကြတယ်ဒီနေ့ချက်တက်မိတ်ဆွေပေါင်းတို့ ဖရာသခင်ရဲ့ဥပုံနဲ့ဟာဖရာသခင်တည်မြဲတယ်လို့ဘယ်တော့မှလည်းမပြောင်းလဲဘူးဆိုတာကိုကျွန်တော်ကိုယ်တိုင်ကသိရှိနားလည်သဘောပေါက်ဖို့ရန်အတွက်အလွန်မှပင်ရည်ကြည်ပါတယ်။ဒါကြောင့်ကမ္ဘာ့ကြံခိုင်နှစ်ပိုင်းငယ်တိကလည်းနှစ်ကိုကြည့်တဲ့ခါမှာထိုတို့ကောင်းကင်မြေကြီးနဲ့တကွာခတ်သိမ်းသောတစားတို့သည်ပြည်စည်းလျက်ရှိကြ၏တဲ့။တတမနေ့ရဲ့ရောက်လျင်ဖရာသခင်သည် ဖန်ဆင်းတော်မူကိုလက်ဆက်တတ်တော်မူခဲ့ပြီးသည့်ဖြစ်၍ဖန်ဆင်းသမျှသောအမှုရာတို့သည်ပြည်စီပြည်မှထိုတတ္တမနှင့်၌ငြိမ်ဝတ်စွာ နေတော်မူ၏။တော့ဒီနေ့ကောင်းငင်မြေကြီးသမုတ်တရာစမ်းရည်တွင်ကိုဖန်ဆင်းတော်မူသောအရှင်က တိကျမှန်ကန်တဲ့ဘုရားဖြစ်တယ်။နေရတိုင်းမှာလည်းတရက်ပြီးတရက်တပိုင်းပြီးတပိုင်းသူ့နေနဲ့အကောင်းဆုံးမောမှန်ပြီးခဲ့တယ်။ တရက်ပြီးတရက်ဖန်ဆင်းခြင်းຢာတွေကိုကြည့်တဲ့ခါမှာလည်းပထမနေ့ရနေရမှာပထမနေ့ကနေမှာဟိုးချောင်းရက်နေ့မြောက်ထိတန်အောင်ဖရာသခင်ကတရက်ပြီးတရက်သူဖန်ဆင်းခဲ့တဲ့ຢာတွေကတကယ်ကောင်းမြတ်တယ်တကယ်စုံလင်ခဲ့တယ်စုံလင်တဲ့အတွက်ကြောင့်ဖရာသခင်ကမလဲဖန်ဆင်းသောအမှုຢာကိုလက်ဆက်တတ်တော်မူခဲ့ပြည်တည်ဖြစ်၍တဲ့နော်ဖန်ဆင်းသမျှသောအမှုຢာတို့သည်ပြည်စည်းပြီးမှပြီးသွားပြီအကုန်လုံးပြီးသွားပြီချောင်းရက်လုံးလုံးဖရာသခင်ကစူးစမ်းပြီးတော့သူအ ကောင်းတကအကောင်းဆုံးလှုပ်ဆောင်ပြီးခဲ့တယ်ပထမနေ့ရက်ဘုရားသခင်ဖန်ဆင်းခဲ့တဲ့ຢာတွေတရက်ပြီးတာနဲ့ဘုရားဗလဲကောင်းတယ်ပြီးသွားတာနဲ့နောက်တရက်ဒုတိယတရက်ဘုရားဖန်ဆင်းတယ်ပြီးလို့ရှင်တတိယနေ့ရက်စတုထာနေ့ရက်ပစ္စမနေ့ရက်စတ္ထမနေ့ရက်တိုင်အောင်ဘုရားသခင်ကအကန့်တကန့်ပြီးတကန့်ကောင်းဆုံးမောမှန်ပြီးတော့လှုပ်ဆောင်ပေးခဲ့တယ်။ဒီအရာတွေအားလုံးကိုလက်ဆက်သက်ပြီးတဲ့ခါမှာဆိုရှင်တော့ အဲ့ဒီ6ရက်နေမြောက်လဲရောက်တဲ့ခါမှာဖန်ဆင်းသမျှရအားလုံးပြီးသွားပြီဘာမှထပ်ဖြစ်เสียမလို့တော့ဘူးเนาะထပ်ဖြစ်เสียလည်းမလို့တော့ဘူးထပ်ပြီးတော့ပန်ပိုးเสียလည်းမလို့တော့ဘူးအကုံတော့ကဘာမြေကြီးပေါ်မှာတို့ရှင်နေဖို့ထိုင်ဖို့ရစာအကုံတော့လုံလောက်သွားပြီအသက်ရှင်ဖို့ကစာအကုံတော့အဆင်ပြေသွားပြီအဲ့ဒီတော့ဘုရားသခင်ကဖန်ဆင်းမှုအရာတွေအားလုံးကိုလက်ဆက်တတ်လိုက်ပြီเนาะလက်ဆက်တတ်လိုက်ပြီဥပမာကျွန်တော်တိုက်တလုံးစောက်တယ်အိမ်တလုံးစောက်တယ်ဆိုရင် တောင်းတဘိတုကပညာရှင်လက်သမားဆရာပယံဆရာအားလုံးကဒီအိမ်ကိုစောက်လုပ်လိုက်တယ်နော်တလအတွင်းလားနလအတွင်းလားအပီစောက်လိုက်တယ်ပြီးသွားတဲ့ခါမှာလို့ရှိရင်အကုန်တော့ပြီးသွားပြီစိတ်တိုင်းကြတို့လို့လှုပ်ဆောင်ပြီးသွားတဲ့ခါမှာဘသူ့ကိုခေါ်လိုက်တယ်အိမ်ရှင်ကိုခေါ်လိုက်တယ်အိမ်ရှင်ကိုခေါ်လိုက်ပြီးတော့ဒါအားလုံးအပီတအကုန်လုံးပြီးဆုံးသွားပြီနော်ဘာမှထပ်ပြီးတော့မောမန်ဆရာမလိုတော့ဘူးအကုန်လုံးပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ဒီအိမ်ကိုအပ်ပါတယ် နော်စစ်ဆေးလိုက်တဲ့ခါမှာဘာထပ်ဖြစ်ဘာမှထပ်ဖြစ်စရာမလိုတော့ဘူးအခန်းထပ်ကန့်စရာလည်းမလိုတော့ဘူးဗီဒန်ပေါက်တွေထပ်ဖောက်စရာလည်းမလိုတော့ဘူးပြီးသွားပြီလေပြီးသွားတဲ့အတွက်ကြောင့်အင်ရှင်ကိုအပ်လိုက်ပြီးတက်နေလို့ရပြီနော်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဒီနေ့ဘုရားသခင်ကလည်းပဲပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ထပ်ဖြစ်စရာလည်းမလိုတော့ဘူးအဲ့တော့ကြောင့်တတမနေ့ရဲ့ရောက်တဲ့ခါမှာဘုရားပါလို့တယ်ထိုတတမနေ့၌ငြိမ်ဝတ်စွာနေတော်မူ၏တဲ့နော်ဒါကြောင့်တတမနေ့ရဲ့ရောက်တဲ့ခါမှာဘုရားသခင်ကငြိမ်ဝတ်စွာ နေတော်မူပြီးတော့ဆက်လက်ပြီးတော့သူဘာလုပ်မလဲကပောက်ကြခိုင်နစ်အပိုင်းငယ်3ကိုကြည့်လိုက်တဲ့ခါမှာလို့ရှိရင်ထိုတတမားနစ်ကိုဘုရားသခင်သည် ကောင်းကြီးပေး၍တန်ရှင်းစေတော်မူ၏အကြောင်းမူကားဖန်ဆင်းပြုပြင်တော်မူသော အမှုရာအလုံးတုံအလုံးစုံတို့သည်ပြည့်စည်သောကြောင့်ထိုနေ့ရ၌ငြိမ်ဝတ်စွာနေတော်မူ၏ဒါတို့ရှင်ကျွန်တော်ကြည့်လိုက်တဲ့ခါမှာဥပုံနေကဘယ်ကနေမှစလာတာလေနော် ဥပုံနဲ့ရဲ့အစကဆိုရှင်ဘာတူလဲဥပုံနဲ့ကိုစပြီးတော့တတ်မှတ်ပေးခဲ့တာကဘာတူလဲအဲ့တော့အစပြုတ်တီထောင်ခဲ့တဲ့ဥပုံနဲ့ကိုကျွန်တော်ကဆိုရှင်ဘယ်ကနေစခဲ့တယ်လဲလို့မေးတဲ့ခါမှာဘုရားကဆိုရှင်ဒီကဘာကြီးပေါ်မှာတော့ဖန်ဆင်းခြင်းကနေမှအစပြုတ်ခဲ့တယ်ဆိုတာကိုကျွန်တော်ကိုယ်တိုင်ကသိရှိနားလည်သဘောပေါက်ဖို့ဖြစ်တယ်ဒါကြောင့်ဖန်ဆင်းရှင်ဘုရားဖြစ်တယ်ဖန်ဆင်းခြင်းရှိတယ်အစာပြုတ်ခဲ့တော့သူလည်းဟုတ်တယ် ဒါနောက်ဒါကြောင့်ခြားသောဘာသာခိုင်းကဏ္ဍတွေမှာတော့အစားပြုတာမရှိဘူးเนาะအစားပြုတာမရှိဘူးဒါကြောင့်ဒီနေ့ဖျားကားကတော့အစားပြုတဲ့ဖျားဖြစ်တယ်အလဲမှာအခုကျွန်တော်တို့ရဲ့အသက်ရှင်တဲ့ကာလလည်းဖျားရှိတယ်တူရှိတယ်နောက်ဆုံးအဆုံးတတ်မှာလည်းပဲဒီဖျားပဲเนาะဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာလို့ရှိရင်ဖျားသခင်ကထိုတတ္တမနေ့ကိုဖျားသခင်ဒီကောင်းကြီးပေး၍တန်ရှင်းစေတော်မူတယ်တဲ့ဒါကြောင့်တတ္တမနေ့ကိုဖျားကကောင်းကြီးပေးတယ်နံပါတ်1ကောင်းကြီးပေးတယ်နံပါတ်2တန်ရှင်းစေတယ်เนาะ ပြီးရင်နံပါတ်3ကတော့အဲ့ဒီနေ့မှာငြိမ်ဝတ်စွာနေတယ်။เนาะဒါကြောင့်ဥပုံနေ့ကဆိုရှင်ကျွန်တော်အားလုံးတွေဒီအဓိကအချက်3ချက်ကတော့ဘုရားသခင်ကပြောလို့အဲ့ဒီနေ့ကတန်ရှင်းဆုံးနေ့ဖြစ်တယ်တဲ့เนาะဒုတိယကတော့အဲ့ဒီနေ့ကတန်ရှင်းဆုံးနေ့ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနေ့ကိုဘုရားကလည်းကောင်းချီးပေးတယ်တဲ့เนาะအဲ့ဒီနေ့ကိုကောင်းချီးပေးပြီးတော့တတိယနေ့ကတော့ဘုရားသခင်ကအဲ့ဒီနေ့မှာဆိုလို့ရှင်တော့ဘာလို့လဲငြိမ်ဝတ်စွာနေတယ်ကျွန်တော်အားလုံးငြိမ်သက်ချမ်းသာခြင်းအပြည့်ဝ ခံစားဖို့ရန်အတွက်ဒီနေ့ဘုရားသခင်ကောင်းကြီးပေးတဲ့ဥပုံနေ့ကိုစောင့်ထိန်ဖို့ရန်အတွက်ယနေ့လူသားအားလုံးကဆိုရှင်တကယ်ပဲလိုအပ်တယ်ဆိုတာကိုတွေ့ရမှာဖြစ်တယ်။ဒါကြောင့်ဘာကြောင့်ဒီရတ္တပတ်ရဲ့တတ္တမနေ့ရက်သာအထိမ့်မှတ်ဖြစ်ခဲ့တဲ့လေ။နော်။ဟုတ်ပြီတတ္တမနေ့ရဲ့ဥပုံနေ့ရာဆိုရှင်ဘာကြောင့်ဘုရားသခင်ကဒီရတ္တပတ်ရဲ့တတ္တမနေ့ကိုပဲအထိမ့်မှတ်နေတဲ့ထားရှိခဲ့တဲ့လေ။ဒီချင်းအောင်ကျွန်တော်ဆက်လက်ပြီးလေ့လာတဲ့အခါမှာထွမြောက်ကြံခိုင်း20ပိုင်းငယ်71ကိုကြည့်တဲ့အခါမှာ အကြောင်းမူကားသာမရပြသည့်မိုးကောင်းကင်မြေကြီးသမုတ်တရာအရရ၌ရှိသမျှသောရှိသမျှတို့ကို6ရက်တွင်ဖန်ဆင်း၍တတမ၌ညနေရက်၌ညင်ဝတ်စွာနေတော်မူ၏ထို့ကြောင့်သာမရပြသည့်တတမနေ့ကိုကောင်းကြီးပေး၍တန်ရှင်းစေတော်မူ၏ဆိုပြီးတော့ဖော်ပြထားတယ်ဒါကြောင့်ဘုရားသခင်ကတီးတန့်ရွေးချယ်ထားသောနေ့ခါတို့ရှိတတမနေ့ဖြစ်တယ်အဲ့ဒီတတမနေ့ကဘုရားသခင်ကဥပုံနေ့လို့တတ်မှတ်ပေးခဲ့တာဖြစ်တယ် အဲ့ဒီတတမနေ့ကဆိုရှင်တီးတန့်သူ့သားသမီးတွေအတွက်တီးတန့်ကျွန်တော်ရွေးပေးပြီးတော့အဲ့ဒီနေ့ကိုဥပုပ်စောင့်မှုရန်အတွက်ဘုရားကလည်းပဲမိန့်မာခဲ့တာဖြစ်တယ်ဒါကြောင့်ဥပုပ်နေ့ရဲ့အရှင်ကဘုရားပဲဘုရားကိုယုံကြည်ဘုရားသခင်ရဲ့ဥပုပ်နေ့ကိုကျွန်တော်ကလုံးဝတသွေးမတိန်လိုက်လျှောက်ရမယ်စောင့်ထိုင်ရမှာဖြစ်တယ်ဒါမှသာလေကျွန်တော်အားလုံးကဆိုရှင်ဘုရားပေးတဲ့ကောင်းချီး special ကိုရရှိပြီးတော့ကျွန်တော်အားလုံးဝမ်းမြောက်မှာဖြစ်တယ်ကျွန်တော်အားလုံးညီသက်ချမ်းသာအပြည့်အဝခံစားမှာဖြစ်တယ်ဒါကြောင့်ချစ်တဲ့မိစေများဒီနေ့မှာဆိုရှင်တော့ဒီနှုတ်ကပတော်လေးတွေကိုကျွန်တော်အားလုံးပြန်လည်ပြီးတော့ဟိုလေ့လာပြီးတော့ကျွန်တော်ဆုံးသတ်မယ်ဒီနေ့မှာဆိုရှင်တော့ကပောက်ချန်ခိုင်းနှစ်ပိုင်းငယ်တစ်ကနေနှစ်နှစ်ကိုကြည့်တဲ့အခါမှာထို့သောကောင်းငင်မြေကြီးနဲ့တကွာခတ်သိမ်းသောတစားတို့သည်ပြီးစီးလျက်ရှိကြ၏တတမနှစ်ရဲ့ရောက်နေတဲ့ဖျားသခင်သည်ဖန်ဆင်းတော်မူကိုလက်ဆက်တတ်တော်မူခဲ့ပြီးသည်ဖြစ်၍ ဖန်ဆင်းတမျှသောအရာတို့သည်ပြည်စည်းပြီးမှထိုတတမနေ၌ညင်ဝတ်စွာနေတော်မူ၏တကပောက်တန်ခိုင်းနှစ်ပိုင်းငယ်၃ကိုကြည့်တဲ့အခါမှာလည်းပဲအကြောင်းမူကားဖန်ဆင်းပြုပြင်တော်မူသောအမှုရာအလုံးစုံတို့သည်ပြည်စည်းသောကြောင့်ထိုနေ့ရက်၌ညင်ဝတ်စွာနေတော်မူ၏တဲ့နော်ဒါကြောင့်ဘာကြောင့်ဒီတတမနေ့ရက်ကိုကျွန်တော်အားလုံးကဆိုရှင်ဖခင်ကအထိတ်မှပြုတ်ခဲ့တယ်ဆိုတာကိုထမြောက်တန်ခိုင်း၂၀၁၁ကိုကြည့်တဲ့အခါမှာအကြောင်းမူကားသာဝရဖျားသည်မိုးကောင်းငင်မြေကြီးသမုတ်တရာအရရ၌ရှိသမျှသော ရှိသမျှကို6ရက်တွင်ဖန်ဆင်း၍တတမနေ့ရက်၌ညီဝတ်စွာနေတော်မူ၏ထို့ကြောင့်ထာဝရဘုရားသည်တတမနေ့ကိုကောင်းချီးပေး၍တန်ရှင်းစေတော်မူ၏လို့ဆိုထားတဲ့အတွက်ကြောင့်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဥပုံနှင့်အစ်စ်အမှန်ကိုတင်ကိုယ်တိုင်လိုက်လျှောက်ခြင်းအပြင်တင်ကိုယ်တိုင်သည်ဘုရားသခင်ရဲ့သားဘုရားသခင်ရဲ့သမီးတကယ်ယရနာမြတ်တွေဖြစ်တယ်ဆိုတာကိုယနေ့လောကရဲ့အလယ်မှာဆိုချင်းထက်ထဲဝါဝါနဲ့ယနေ့ကျွန်တော်အားလုံးကဝန်ခံကတိပြုပြီးတော့ဘုရားရဲ့ဥပုတ်တော်နေ့ကို အမြဲစောင့်ရှောက်နိုင်ကြတဲ့သာသမီများဘုရားသခင်ရဲ့အလိုတော်ကိုအမြဲတမ်းပဲတသွေးမတိန်လိုက်လျှောက်ပြီးတော့အသက်ရှင်နိုင်တဲ့ဘုရားသားသမီးများဖြစ်ဖို့မကဘဲနဲ့ဘုရားပေးတဲ့ကောင်းချီးစုကျေးဇူးနဲ့အမြဲဝမ်းမြောက်နိုင်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုနေနေကုန်းချုပ်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးပါဘုရားကောင်းချီးချပေးပါစေ